ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ခွန်အားယူဖို့ရန်တမန်ကျမ်းစာတော်မြတ်တစ်ချက်ကိုဖတ်ကြပါမယ်ရှမာကုခရစ်မခန်းကြီး7အငယ်23ကနေ26ထိဖြစ်ပါတယ်ငါအမှန်ဆိုကြီးကအကျဉ်သူစီယုံမသောစိတ်နှင့်ကင်း၍မိမိဆိုသည်အတိုင်းဖြစ်မည်ဟုယုံကြည်လျက်ထိုတောင်းကိုနေရာမှရွှေ့လောပင်လယ်၌ကြာလောဟုဆိုလျှင်ထိုသူသည်ဆိုသည့်အတိုင်းဖြစ်လိမ့်မည်ထို့ကြောင့်ငါဆိုသည်ကား သင်တို့ဒီဆုတောင်းဆုကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်။သင်တို့ဆုတောင်းသောအခါသူတစ်ပါး၌အပြစ်တင်ခွင့်ရှိလျင်သူ့အပြစ်ကိုလွှတ်ကြလော့လွတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။သင်တို့ဒီသူ့အပြစ်ကိုမလွတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သင်တို့၏အပြစ်ကိုလွှတ်တော်မမူဟုမိန့်တော်မူ၏။ဒီနေ့ဒီနေရာမှာကျွန်တော်အဓိကတော့ဆုတောင်းခြင်းအဖြစ် ကျွန်တော်ခွန်အားပေးခြင်းနဲ့ဆူတောင်းတဲ့အခါမှာတခေယေရှုခရစ်တော်ကတော့ငါအမှန်စူကြီးကတဲ့အချင်းသူကြီးယုံမသောစိတ်နဲ့ကင်း၍မိမိစူကြီးအတိုင်းဖြစ်မိဟုယုံကြည်လင်းတဲ့ထိုတောင်းကိုနေရာမှရွှေလောပြည်လည်၌ကြလို့ဟုဆိုလင်ထိုသူစူကြီးအတိုင်းဖြစ်လိမ့်မည်တဲ့ဒီအကြောင်းအရာကတော့တခေယေရှုခရစ်တော်ဒီတတ်တော်ချင်းရှားခြင်းချိန်ပေါ့နော်သူဘေတနီယွာကနေပြန်တဲ့အခါမှာ အရွက်တွေနဲ့ပြည့်စုံတဲ့တင်ဘောတဖန်းပင်ကိုသူတွေ့တဲ့အခါမှာဒီတင်ဘောတဖန်းကြီးရှိမယ်လို့သူထင်မိမှသွားရပေါ့နော်စုခုဖို့ရန်အတွက်ဒါပေမဲ့အဲ့မှာအရွက်တွေပဲတွေ့တဲ့အခါမှာဒီတင်ဘောတဖန်းပင်ကိုနော်သူကကျိန်လိုက်တာပေါ့နော်အစင်မပြတ်တင်းကြီးအတီးကိုအဘယ်သူမှမစားစေနဲ့ဆိုမှကျိန်လိုက်တယ်ဒါအောင်နောက်တစ်ရက်ကျတော့နော်သူတို့ပြန်လာတဲ့အခါမှာပေတရုကတတိထားမိတဲ့အခါမှာတကယ်ပဲဒီအဲ တင်ဘောတဖန်ပြင်တွေ့ချောက်ပြီးမှနော်တေသွားတာကိုတွေ့ရတယ်။ဇေယဂျာဝတခေယေရှုကိုပေတရုကရှောက်တဲ့အခါတခေယေရှုကပြန်မှသူ့ကိုပြောတာပေါ့နော်။အေးငါအမှန်ဆိုကြီးကတဲ့အကျဉ်သူကြီးယုံမသောစိတ်ကင်း၍မိမိဆိုကြီးအတိုင်းဖြစ်မည်ကိုယုံကြည်လက်ထိုးတောင်းနေရာမှရွှေ့လောပင်လယ်၌ကြာလောဆိုရင်ထိုးသူဆိုကြီးအတိုင်းဖြစ်လိမ့်မည်ဆိုပြီးမှဒီနေ့တခေယေရှုကပြန်မှပြောတယ်။ အဲဒါပေမဲ့ဆက်ပြီးတခေယေရှုပြောတာနော်အဲ့လိုနော်သူ့ဂျေဇုကိုရဖို့သူ့တောင်းတဲ့အခါမှာပေါ့နော်အဲဒီသူ့တပားအပြစ်တင်ခွင့်ရှိရင်ခွင့်လွတ်ဖို့ရတဲ့သူကထပ်ပြီးမှပြန်မှပြောတယ်သူ့အပြစ်ကိုလွတ်လင်းတဲ့နော်ဘုရားသခင်ကဒီကောင်းကင်ဘုံမှာလဲသူတို့အပြစ်ကိုလွတ်မဲ့ဆုံးမှငါဖော်ပြထားခြင်းဖြစ်တယ်ဒီဟာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီရှမတဲ့ခရစ်ဝင်ကြခန်းကြီး ဆက်ရှိထဲမှာလဲကျွန်တော်တို့ပြန်ပြီးမှအဲတွေ့ရတယ်ဆက်ရှိအငယ်ဆက်ရှိထဲမှာငါအမှန်ဆိုကြီးကမြေကြီးပေါ်မှာသင်တို့ခြင်အောင်သမယကြီးကောင်းကင်ဘုံ၌ခြင်အောင်လျက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြစ်လွတ်သမယကြီးကောင်းကင်ဘုံ၌ဖြစ်လွတ်လျက်ရှိလိမ့်မည်တဖန်ငါဆိုကြီးကမြေကြီးပေါ်မှာသင်တို့တွင်နေအောင်တို့ကြီးတဘောချင်းတူ၍ဆုတောင်းလျက် တောင်းသမျှသောသူ့တို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမဲတော်ကြီးပေးတော်မူလတန်းဆိုမှဒီမှာဖော်ပြထား။တောင်းဖို့သူ့တောင်းတဲ့အခါမှာအင်မတန်အရေးကြီးတဲ့အချက်ကကျွန်တော်တို့ဒီတယောက်နဲ့တယောက်အပြစ်တင်ခွင့်ရှင်ကျွန်တော်ခွင့်လွတ်ဖို့နော်နောက်ပြီးသဘောတူစွာနဲ့၄ယောက်နော်၃ယောက်ကျွန်တော်တို့ဆုဝေးပြီးမှဆုတောင်းတဲ့အခါမှာဒီနေ့ကျွန်တော်ရဲ့ဆုတောင်းခြင်းဟာပြည့်စုံမယ်ဆိုတဲ့အကြောင်းဒီမှာဖော်ပြထားတာ။ဘာဖြစ်လို့လဲဆိုတော့နော်ဒီ တခင်ယေရှုခရစ်တော်ကနော်တယောက်နဲ့တယောက်အပြစ်လွတ်စေခြင်းနဲ့အတွက်ကြောင့်မို့ပေါ့နော်တခါလေကျွန်တော်ကခြိနှောင်ကြထားခြင်းတွေရှိတယ်နော်အပြစ်မလွတ်ခြင်းနဲ့အရာတွေရှိတယ်တရားနဲ့ပတ်သက်ပြီးမှနော်အဲ့လိုပြောတဲ့အခါမှာပေတရုကချက်ချင်းပဲတခင်ယေရှုရှိမှချင်းကတ်တယ်အငယ်27လောက်ကနေကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တခင်နဲ့ညီအကိုဒီအကျွန်ုပ်ကိုပြစ်မှား၍အကျွန်ုပ်ဒီသူ၏အပြစ်ကိုဘယ်နှကြိမ်လွတ်ရပါအံ့နီခုနှစ်ကြိမ်မြောက်အောင်လွတ်ရပါအံ့တော်ဟုမေးလျှောက်တော့ယေရှုက ခုနှစ်ကြိမ်မြောက်အောင်လွတ်ရမည်ဟုငါမဆိုအကြိမ်80ခုနှစ်လီမြောက်အောင်လွတ်ရမည်ဟုငါဆို၏တဲ့တခေရှုချစ်ချစ်ပြိုင်မှမိတ်တော်မူတာနော်အကြိမ်80ခုနှစ်လီချင်းချင်းပြောရင်တော့ညီအကိုပြစ်မှားတဲ့အခါနော်ပြန်မှခွင့်လွတ်ဖို့ရအောင်အကြိမ်ကြိမ်ခွင့်လွတ်ရမယ်ဆိုတဲ့အကြောင်းဒီမှာဖော်ပြတာဘာဖြစ်လို့လဲဆိုတော့နော်ဒီကျွန်တော်တို့မြေကြီးပေါ်မှာခြိထားတဲ့အရာတွေကောင်းကင်ပေါ်မှာခြိထားမယ်ကျွန်တော်မြေကြီးပေါ်မှာ ဖြည့်လွတ်တဲ့အရာတွေကကောင်းကင်မှာဖြည့်လွတ်မယ်ဆိုတဲ့အကြောင်းเนาะဒီအဲရှင်မတ်တဲ့ခရစ်ဝင်အခန်းကြီး၈၈เนาะအဲဆက်မှာကျွန်တော်တို့ပေါ်ပြထားတာကိုတွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးမှတခေရရှုကပြန်မှဥပမာကိုသူကအဲပြန်မှရှင်းပြထားတယ်။ဒီအငယ်23အောက်ဖက်လောက်ကနေပြန်ကြည့်သွားမှဆိုရင်เนาะကောင်းကင်နိုင်ငံတော်မှာเนาะကျွန်းတွေကိုစည်ယူပြီးမှเนาะမိကြီးတို့ ကောင်းကင်ဘုံဟာတဲ့မိမိကျုံတွေကိုစည်ရင်ယူခြင်းကအလိုရှိတဲ့မင်းကြီးတူနဲ့တူတယ်တဲ့။နော်စည်ရင်ယူခြင်းအခါမှာငွေအခွက်တသိန်းတင်တဲ့နော်အကျွေးတင်တဲ့သူတယောက်ကပေါ့နော်။အဲသူကဒီသူ့ရဲ့တခင်ရှင်မရောက်တာအခါမှာသူ့ကိုအကျွေးမဆက်နိုင်တဲ့အကျွေးဆက်တဲ့အထိပေါ့နော်။အဲသူ့ကိုချုပ်ထားဖို့ရန်ပေါ့နော်။အဲအမိန်ပေးတာပေါ့နော်။အဲ့ဒီအချိန်မှာအဲ့ဒီကျုံကပြတ်ဝင်ညွတ်သွားမှနော်။အဲ ကိုတော့ပေါ့နော်ကျွန်တော်နော်အကျွေးကိုပေါ့နော်ဆက်ပါမယ်ဆိုမှတော့ပြန်မှအတနာခံတာပေါ့နော်ဒါကိုအဲ့ဒီတခင်ကသူ့ကိုတနာအချင်းစိတ်ရှိတဲ့အခါမှာသူ့ရဲ့အကျွေးတွေအားလုံးကိုဖြေလွတ်ပေးမှအဲသူ့ကိုလွတ်လိုက်တာဟိုကျွန်တော်တို့ဒီမှာဖော်ပြထားတယ်အဲ့ဒီအကျုံကပဲပြန်မှသူထပ်သွားတဲ့အခါမှာသူ့ကိုချိန်မှရှိတဲ့ဒေနာကြီးတရားပေါ့နော်အကျွေးတင်တယ်အဲ့ဒီကျုံချင်းကိုသူကတခါလဲငါရဲ့ငွေကိုပေးပါဆိုမှအဲ့ဒီကျုံကိုသူလက်ပြင်းညက်ပြီးမှနော်တခါလဲ ကင်ပြီးပါသူ့ကိုတောင်းတာပေါ့နော်အဲ့ဒီအချိန်မှာဒီကျွန်ကနော်ကျွန်တော်အကျွေးဆက်ပါပါဆက်ပါမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကိုခွင့်လွတ်ပါပေါ့နော်တောင်းပန်တယ်သူနော်တေးချပြတ်ဖို့ညွတ်သွားပြီးမှသူတောင်းပန်တယ်ဒါပေမဲ့မရဘူးနော်မရဘူးတဲတခါလေဒီအဲသူရဲ့ဒီကျွန်ကိုပေါ့နော်သူကရိုက်နှက်ပြီးမှလောင်ရင်းထဲမှာလောင်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီကျမ်းပါတယ်မှာဖော်ပြထား ါကိုတခြားကျွန်းတွေကတခါလေဒီတခင်ကိုပြန်တော့ပြောတဲ့အခါမှာနော်တခင်ကအမတန်မှစိတ်ဆိုးတာပေါ့နော်အဲဟဲဆိုညတော့ကျွန်းတင်းဒီငါ့ကိုတောင်းပန်တော့ကြောက်တင်းလိုက်တင်းတယ်များတော့ကျွေးဝင်ငါရှင်းနေဤရဲ့ငါဒီတင်းကိုတနာတကယ်လို့တင်းဒီလဲကျွန်းချင်းကိုမတနာသလိုဟုဆိုရက်အမျက်ထွေကျွေးရှိသမျှကိုမဆက်မီတိုင်အောင်အာနာသာတို့လက်တို့အပ်လေဤတဲ့ဒါမို့ဒီနေ့နော်တခင်ယေရှုက เนาะဘာကိုနှစ်သက်တယ်လဲဆိုဒီနေ့ကျွန်တော်တို့ကျွန်အချင်းချင်းเนาะအနီကိုအချင်းချင်းကျွန်တော်တို့ဘာဖြစ်လဲခွင့်လွတ်တတ်ဖို့ပေါ့เนาะပေတရုအနေနဲ့သူကတခင်ယေရှုကိုချင်းကတ်တဲ့သူမေးလျှောက်တဲ့အခါဘာလို့ဒီလိုမေးလျှောက်ရလဲဆိုပေတရုအနေနဲ့ကသူညီအကိုတွေပေါ့နော်သူတို့အမွေကိစ္စတခုနဲ့စကားများထားတာရှိတယ်အဲ့လိုစကားများထားတဲ့ကမှာနော်သူကဒီညီသူ့ရဲ့ညီအကိုပေါ့နော်ခွင့် မလွတ်နိုင်တဲ့အပိုင်းတွေရှိတဲ့အခါမှာတခင်ယေရှုချင်းခတ်ပြီးသူမေးလျှောက်ခြင်းဖြစ်တယ်။အဲကြောင့်မို့နော်အာပေထရုကနော်သူ့ရဲ့ညီကိုဘယ်နှကြိမ်ခွင့်လွှတ်ရမလဲပေါ့။ခုနှစ်ကြိမ်မြောက်အောင်လားဒါမှမဟုတ်ရင်ဘယ်နှကြိမ်တခင်ယေရှုကတော့အကြိမ်80ခုနှစ်လीနော်သူပြစ်မှားတဲ့အရာသူတောင်းပန်လာရင်ပြန်မှခွင့်လွတ်ဖို့ပေါ့နော်။ဒါမှမဟုတ်ဒီနေ့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာအချင်းချင်းခွင့်လွတ်ဖို့ရအမတမ်းအရေးကြီးတယ် ကျွန်တော်တို့ညီအကိုချင်းတွေတခါလေစကားများကြတယ်တယောက်နဲ့တယောက်အကျွန်တော်တို့အခက်မတင်နော်အတယောက်နဲ့တယောက်ဖြစ်လို့နိုင်ကြအကြောင်းရှိကြတယ်ရှိတဲ့အခါမှာဒီနေ့တခေရွှေအနေနဲ့ကတော့ကျွန်တော်တို့ညီအကိုချင်းချင်းနော်တယောက်နဲ့တယောက်ခွင့်လွတ်ပါနော်နှစ်ယောက်တဘောတူးမှဆုတောင်းပါတဲ့တောင်းရင်ကျွန်တော်တို့ရဲ့ဆုတောင်းချက်ပြည့်စုံမယ်နော်ကျွန်တော်တို့နော်တောင်းတဲ့အတိုင်းနော်ကောင်းကြီးမင်္ဂလာတွေခံစားရမယ်ဆိုတော့ကြောင့်ဒီနေ့ကြီးနှုတ်ကပတ်တော်အနေငယ်အဖြစ် ကျွန်တော်ဝင်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်